ူငယ်ရှင်တို့ဒီတည်င်းကိုတွေးကြအနားထောင်ပြီးကြပြီလားမသိဘူးရှင်ဒီအဖြစ်ပြက်ကဒီနေ့16ရက်နေ့၄လပိုင်း2025ထိုင်းနိုင်ငံချွန်ဖွန်မှာဖြစ်သွားခဲ့တဲ့ပုံထက်ကအမျိုးသားကထိုင်းရောက်ရှစ်ပြောင်းမြန်မာအလုပ်သမားဖြစ်တယ်ရှင်နာမည်ကအောင်အသက်35နှစ်ကနေ40ဝန်းကျင်ပြီးတော့လူနာခါကြတော့ဆိုင်ရှင်ဖြစ်တယ်ထိုင်းလူမျိုးအသက်က54နှစ် ဖြစ်စဉ်ကတော့ဒီနေ့အောင်ကအဲ့ဒီကုံစုံဆိုင်တဲ့ကိုဝင်သွားတဲ့အောင်ကုံစုံဆိုင်တဲ့ကိုဝင်သွားတဲ့အချိန်မှာဆိုင်ရှင်အတော်ကိုအာစဝတီခပ်လုတ်တဲ့နှုတ်ဆက်တဲ့ရှင့်ပြီးတော့လက်အုပ်ချပြီးနှုတ်ဆက်တာနှုတ်ဆက်ပြီးဆိုင်ရှင်ကိုအဲဘီယာတောင်းဝယ်တဲ့ရှင့်ဘီယာတောင်းဝယ်တော့ဆိုင်ရှင်လည်းအဲရေခဲတစ်တာထဲမှာဘီယာပလင်းသွားယူပေးတယ်ဆိုင်ရှင် အဲ့လိုမျိုးတွားယူနေတဲ့အချိန်မှာပဲအောင်ကဘီယာပလင်းယူပြီးဆိုင်ရှင်ကို အနောက်ကနေခေါင်းကိုရိုက်ထည့်လိုက်တယ်ပြီးတော့ဆိုင်ရှင်ကလဲကျသွားတယ်တရှင်အောင်ကထက်ခါထက်ခါဆိုင်ရှင်ရဲ့ခေါင်းကိုရိုက်ပြီးတော့ဆိုင်ရှင်ဝုတ်ထားတဲ့လေပင်ပေါ်ကဆွဲကြိုးကိုဆွဲယူသွားတယ်ရှင်အဲ့ဒီဆွဲကြိုးရဲ့အလေးရှင်ကတပတ်နည်းနည်းကြော်တယ်တရှင်ပြီးတော့အဆွဲတီးလည်းရှိရယ်ဆွဲတီးခါကျတော့ဖျားရုပ်ထုဖြစ်တယ် အောင်ကဆွဲကျိုးကိုလှူယူသွားပြီးသူမောင်းလာတဲ့ဆန်ကယ်နဲ့ထွက်ပြေးသွားလိုက်တယ်တရှင်။ဆိုင်ရှင်ကမစုံရင်ဆိုင်ရှင်ကပြန်ထလာနိုင်တဲ့ဆိုင်ရှင်ပြန်ထလာနိုင်တော့ဆွဲကျိုးကမရှိတော့ဘူးဒါမဲ့ဆွဲတီးကပြုတ်ကျကြံခဲ့တယ်တရှင်။အောင်ဆိုင်ရှင်ကိုထူရိုက်တဲ့အချိန်ဆိုင်ထဲမှာဆိုင်ရှင်အတော်ပဲရှိတာမဟုတ်ဘူးအိမ်ထဲမှာအတက်60အရွယ်အမေလဲအိတ်နေတယ်တရှင်။ပြီးတော့ဆိုင်နဘေးမှာအာယောက်ျားနဲ့ အမလည်းရှိနေတယ်တရှင်ဒါပေမဲ့သူများမကြားလိုက်ဘူးမမိလိုက်ဘူးလာတော့အောင်ကမရှိတော့ဘူးမိသားစုဝင်ကရဲနဲ့ကယ်ဆယ်ကိုဖုံးဆက်ပြီးအဆိုင်ရှင်အတော်ကိုစီအောင်သွားပို့လိုက်တယ်ရှင်ဆိုင်ရှင်အတော်ကပြောသေးတယ်ရှင်အောင်အလုတ်လုတ်တဲ့နေရာနဲ့ဆိုင်နဲ့ကတကီလိုလောက်ပဲကွာဝေးတယ်တရှင်အောင်ကအဲ့ဒီနေရာမှာလာနေတာကြာပြီးအောင်ကအမျက်တွေဖြတ်တဲ့အလုတ်လုတ်တဲ့ပြီးတော့အောင်ကအမြဲတမ်းဆိုင်မှာလာအပင်းနေကြ ဒါကြောင့်အောင်ဆိုင်လာရင်လာနှုတ်ဆက်တဲ့စဝတီခါပလာလုတ်တဲ့အရင်တော့ကဆိုအောင်ကအများရန်ဆိုင်မှာလာအပင်းနေကြပုံမှန်အတိုင်းပဲအန်တဲရှိမဲ့ပုံလဲမပေါ်ဘူးကို့အန်တဲပြုမဲ့ပုံလဲမပေါက်ဘူးဒီနေ့ခါကျတော့နေနေအောင်ကအနောက်ကနေထူရိုက်ပြီးဆွဲချိုးကိုလူယူသွားတဲ့ ဆိုင်ရှင်အရန်ကြောက်သွားတဲ့တရှင်အခုရဲတွေကအောင်ကိုလိုက်ဖမ်းနေကြတယ်ရဲကအဲ့ဒီအနီးတစ်ဝိုက်မှာရှိတဲ့မြန်မာလူမျိုးဘတ်ရှိတယ်ပဲဖြစ်ပတ်စပို့မရှိတယ်ပဲဖြစ်ဖြစ် အာတေချာစစ်ဆေးသွားမယ်အောင်ကိုရအောင်ရှာမယ်လို့ပြောတယ်ရှင်ဆိုင်ရှင်အတော်ကိုတနာပါတယ်နော်ရှင်ဒီတကြံကာလမှာငွေအများကြီးသုံးပြီးလို့ဒါမှမဟုတ်မဟုတ်တာတွေတလုံးလုံးငွေကုန်သွားပြီးထွက်လန်းရှာလို့မရလို့ ီလိုမျိုးတလုတ်လိုက်တာလားမသိဘူးနော်ရှင့်ဘယ်လိုပဲဖြစ်ဒီလိုမျိုးလုံးဝမလုတ်တင်ဘူးအစကတည်းကသူများကိုနေငန်တာကလူတွေကိုမကြည်တော့ဘူးဆိုမှပဲဒီလိုမျိုးခဏခဏလုံနေကြတော့သူများမုံသူများကြည်မရတာလဲမဆမ်းပါဘူးဒါပေမဲ့ကောင်းတဲ့တူတွေကအများကြီးဒီလိုမျိုးဆိုးတဲ့တူတွေကနေနေပဲရှိရဲဒါပေမဲ့သူများမုံတဲ့အချိန်မှာတော့အကုန်လုံးမုံခံရတာပဲအကုန်လုံးအပြောခံရတာပဲရှင့်